အိန္ဒိယအစားအစာတွေထက်မြန်ဖက်ဆုပ်ပြတ်နေတဲ့တရုတ်အေးခဲအစားအစာများတရုတ်နိုးလက်ဖက်ရည်တွေကပင်ကူ၊ချင်၊ပိုဟက်တွေအပြင်အီကိုလီ90ရာခိုင်နှုန်းကျော်ပါဝင် ဇွန်လ12ရက်နေ့မှာတီယုတ်ဘလော့ဂါတူကမစ်ရှာရာအိုင်စခရင်ကနေလက်ဆက်တဲ့လိမ္မော်ဖြော်ရည်တစ်ခွက်တောက်နေရင်တဝက်လောက်ရောက်တဲ့အခါတော်တော်လေးကြီးမားတဲ့ချင်တကောင်ကိုအထဲမှာတွေ့ရှိခဲ့ပါတယ်။ဇွန်လ14ရက်နေ့မှာလည်းအမျိုးသမီးဘလော့ဂါတူကဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။အဲဒီမနက်မှာသူမဟာမစ်ရှာရာအိုင်စခရင်ကနေ တံမြန်ကြီးတစ်ခွက်မှာယူခဲ့ပါတယ်။ဓမ္မရဲ့ကလေးကတဝက်လောက်တောက်ပြီးတဲ့အခါအထင်းမှာချင်းတကောင်ကိုသတိပြုမိခဲ့ပါတယ်။ဓမ္မကအဆိုင်ကိုဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်မှုကပေါ့ပေါ့ပပနဲ့ဒါဟာတာမန်ဖြစ်ရတဲ့ခုလို့ဆက်ဆံခဲ့ပါတယ်။ဆိုင်ရဲ့သဘောထားကလစ်လူရှုပြီးတော့အခုထိဖြေရှင်းမှုမရှိသေးပါဘူး။ဇွန်လ10ရက်နေ့မှာချုံရှော်ဟူနန်မှာမင်းစ်ရဲ့သားဖြစ်သူကမရှရာအိုင်စခရင်ကနေနိုးဖျော်ရည်တစ်ခွက်ဝယ်ခဲ့ပါတယ်။ ဒုတိယအကြိမ်တန်ကုန်တောက်တဲ့အခါသူပစက်ထဲမှာမမတခုခုခံစားလိုက်ရပါတယ်။ကြည့်လိုက်တဲ့အခါမြို့ကနီးဖြစ်သွားတဲ့ဘိုးကောင်ငယ်လေးတစ်ကောင်ဖြစ်နေပါတယ်။မစ္စတာဒါဝိုတွင်းရဲ့အခုထိဆက်ဆုပ်ပြီးကြောက်လန့်နေတယ်လို့ပြောပါတယ်။အဲဒီလူဖြော်ကြီးကဖွင့်ပြီးသားအနေထားမှာရှိနေခဲ့ပါတယ်။သူကကားထဲမှာရှိနေပြီးတော့ပိုင်နဲ့ထိုက်ရိုက်တောက်ခဲ့တာပါ။ဒါကကျွန်တော်တို့နေရာအောက်ကဆိုင်တဆိုင်ကပါဆိုင်ရှင်ကိုသွားရှာတဲ့အခါသူကအရန်စိတ်ဆိုးနေခဲ့ပါတယ်။ ကျွန်တော်ကသူ့ကိုလိညာဖို့ကြိုးစားနေရလို့သူထင်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကို ဖော်ထုတ်ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘာကြောင့်ဆိုရင်ဒါဟာကျောင်းစီယာကောင်းလုံးလို့ပါ။ဘိုးကောင်ကအထက်ကနေဓာတ်ရိုက်ဆုပ်ထုပ်ခံလိုက်ရတာပါ။ဒီအချက်ကိုတွန်းပြန်တဲ့အနေနဲ့ဆိုင်ရှင်က Miss Yi ရဲ့ဒါကနှုတ်ဖြော်ရေးဝယ်တော့တဲ့အခါမှာအချိန်တော်တော်ကြာသူကအပြစ်မှရှိနေခဲ့ရမို့အဲ့ဒီအချိန်အတွင်းမှာ insert တွေဝင်လာနိုင်တယ်လို့ဆိုပါတယ်။မာယူချိန်ကနေပြန်လာတဲ့အခါအထိတနာ yı ထက်ကြုံလွန်ခဲ့ပါတယ်။ ဒါဟာပိုးကောင်မဟုတ်ပဲအင်းဆက်တကောင်ပါလို့ဆိုင်ရှင်ကရှင်းပြခဲ့ပါတယ်။ဆိုင်ရှင်ကနှိုးဖြော်ရေးဝယ်ချိန်နဲ့ကောင်လေးတောက်တဲ့အချိန်ကြားအချိန်ကြာရှည်တွားခဲ့တယ်လို့ထပ်ပြီးတော့ရှင်းပြခဲ့ပါတယ်။ကောင်လေးကအပြင်မှာရှိနေခဲ့တာမို့အဲ့ဒီအချိန်အတွင်းအင်းဆက်တကောင်ဝင်လာနိုင်တယ်လို့ဆိုပါတယ်။ဆိုင်ရှင်ကနောက်ဆုံးမှာရော်ကြီးအဖြစ်90ရန်ကိုပေးအပ်ခဲ့ပါတယ်။ဒီဥနိုင်ငံမှာနှိုးဖြော်ရေးအကြောင်းပြောတဲ့အခါလူအများကမေရှရာအိုင်စခရင်ဘဝန်ချာဇီနဲ့ ချောင်လိုနာမည်ကြီးအမတ်တစိတ်တွေကိုတွေးမိကြပါတယ်။ဒီထဲမှာ Mishra Ice Cream ကဇင်းလုံးသက်သာတဲ့ view ဟာကိုအောင်မြင်စွာအသုံးပြုပြီးတော့ထိတ်တဲအမတ်တစိတ်ဖြစ်လာခဲ့ပါတယ်။ဆလတ်ဖြစ်ပေါ်နေတဲ့အစားအသောက်ဘေးကင်းရေးတိုင်စားချက်တွေကိုရင်ဆိုင်နေရပေမဲ့ သူတို့ရဲ့အစွမ်းဆောင်ရည်ကမြင့်တက်လာနေပါတယ်။ဒါပေမဲ့နောက်ဆုံးအနှုတ်လက္ခဏာဖြစ်ရဟာတရုတ်ပြည်မှာကြီးပြင်ပကဟောင်ကောင်မှာဖြစ်ပေါ်ခဲ့ပါတယ်။သူတို့ဟာအကြက်အသေးစီမံခန့်ခွဲမှုမှာကျွမ်းကျင်နေပေမဲ့မစ်ရှာရာအတွက်အကြက်အသေးကိုဂိုင်တွေဖို့ဟောင်ကောင်မှာပုံခတ်ခဲ့နိုင်ပါတယ်။ဇွန်9ရက်နေ့မှာဟောင်ကောင်အစားအသောက်နဲ့ပတ်ဝန်းကျင်သန့်ရှိဌာနရဲ့အစားအသောက်ဘေးကင်းရေးဗဟိုက အမရှရာဆိုင်ကအေးခဲထားတဲ့အချုပ်ဝဲနမူနာတွေမှာဖက်တီးရီးယားညဉ့်ဉန်းမှုတွေ့ရှိခဲ့တယ်ဆိုတဲ့သတိပေးချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။စံသက်မှုရလက်အရာ နမူနာတွေမှာဒက်ဂရန်ကိုကိုလီဖောင်းဘက်တီးရီးယား190နဲ့စုစုပေါင်းဘက်တီးရီးယားအရှိအတွက်9500ပါဝင်နေတယ်လို့ပြသခဲ့ပါတယ်။ ဟောင်ကောင်ရဲ့အေးခဲအချိုပွဲဆိုင်ရာစီးမြင်အရာရောင်းချရဲ့အေးခဲအချိုပွဲမှာတက်ဂရန်ကိုကိုလီဖောင်းဘက်တီးရီးယားတရာထက်မပိုရပဲစုစုပေါင်းဘက်တီးရီးယားအရေအတွက်9000ထက်မပိုရပါဘူး။ဒါကမရှရာအိုင်စခရီးနမူနာမှာကိုလီဖောင်းဘက်တီးရီးယားအစစ်ဟာသတ်မှတ်ထားတဲ့ကန်သက်ချက်ထက်ခဏစရာကန်လုံးချုံလုံးနေပြီးတော့စုစုပေါင်းဗက်တီးရီးယားအရေအတွက်ကလည်းခွင့်ပြုထားတဲ့ကန်သက်ချက်ချက်ချုံလုံးနေတယ်လို့ဆိုလိုပါတယ်။ဆိုင်ကိုရောင်းချမှုရကြံဖို့နဲ့ ညဉ့်ဉန်းနေတဲ့အစားအစာတွေကိုစွန့်ပစ်ဖို့အမိန့်ပေးထားပါတယ်။လုံလောက်တဲ့တပ်တွေတွေရှိခဲ့ရင်ဟောင်ကောင်အာဏာပိုင်တွေကတရားစွဲဆိုနိုင်ပါတယ်။ပြည်မှုကျွမ်းသူတွေကိုပြစ်ဒဏ်ချမှတ်ခံရရင်ဟောင်ကောင်ဒေါ်လာတထောင်အထိတန်ငွေနဲ့3လအထိထောင်ဒဏ်ကျခံရနိုင်ပါတယ်။ Goliform Bacteria ဆိုတာ Bacteria တစ်မျိုးတည်းမဟုတ်ဘဲ Bacteria အုပ်စုတစ်ခုဖြစ်ပါတယ်။ဒီထဲမှာ E. coli, Calibacillus နဲ့ Enterobacter စတဲ့ Bacteria တွေပါဝင်ပါတယ်။ ဒါအတော့သုံးရည်နဲ့အစားအသောက်ရဲ့တန်ရှင်မှုဘေးကင်းရေးကိုအကဲဖြတ်ဖို့အများအားဖြင့်အသုံးပြုပါတယ်။ E. coli ဆိုတာ coliform bacteria ရဲ့သက်မှတ်ထားတဲ့အမျိုးအစားတစ်ခုဖြစ်ပြီးတော့လူခန္ဓာကိုယ်ရဲ့အောက်ပိုင်းဥလန်းချောင်းမှာအဓိကနေရာယူတာဖြစ်ပါတယ်။ E. coli ကလူခန္ဓာကိုယ်ရဲ့ကိုကျူးကျော်ဝင်ရောက်ပြီးတော့ဥလန်းချောင်းထဲမှာအဆိပ်ထောက်တွေချုံ့လွှတ်နိုင်ပါတယ်။ဒီ bacteria နဲ့တိုက်ခိုက်ခံရတဲ့သူတွေကရေတဆုံရှုံတဲ့ one shot ခြင်း၊သွေးပါတဲ့ one shot ခြင်း၊ဖျားခြင်း၊ one bite အောင်ခြင်း၊ဒါမှမဟုတ် all and ခြင်းလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။ ကိုခံအားစနစ်အားနည်းတဲ့သူတွေအထူးသဖြင့်ကလေးတွေကအုံနောက်အမီးပါရောဂါဒါမှမဟုတ်နမိုနီးယားလိုပိုပြီးတော့ပြင်းထန်တဲ့ရောဂါတွေဖြစ်ပေါ်စေနိုင်ပါတယ်။ပြင်းထန်တဲ့ကိစ္စတွေမှာရောဂါကူးစက်မှုက hemolytic uremic syndrome ကို ဖြစ်ပေါ်စေနိုင်ပြီးတော့ဒါဟာကြောက်ကက်ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။ တကယ်လို့ကုသမှုမခံရဘူးဆိုရင်ဒါဟာတည်ဆုံးမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။မရှလာအိုင်စခရီးမှာဘက်တီးရီးယားတွေ့ရှိမှုကပြင်းထန်တဲ့ဆွေးနွေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဇော်လာ၁၂ရက်နေ့မှာတီယိုဘလော့ဂါတဦးကမရှလာအိုင်စခရီးမှာအီကိုလီညဉ့်ဉဏ်မှုကိုဟောင်ကောင်မှာဒါဘာကြောင့်တွေ့ရှိခဲ့ရတာလဲမေးခွန်းထုတ်ခဲ့ပါတယ်။မရှလာအိုင်စခရီးက ပြဿနာကြီးတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်သူတို့ရဲ့ထုတ်ကုန်မှာဟောင်ကောင်မှာ equally ပမာဏက80ရာခိုင်နှုန်းပုံပုံမြင်မှားရလို့တွေးရှိခဲ့ပါတယ်ဘာကြောင့်မက်ရှလ15ရက်စားသုံးသူအခွင့်အရေးနေ့မှာဒါဝန်မတွေ့ရှိခဲ့ရလဲလို့သိကြပါတယ်။ဟောင်ကောင်မှာအစားအသောက်ဘေးကင်းရေးစံနှုန်းကတည်ယူပြီးမှရင်းနဲ့မတူပါဘူး။ရိုးရိုးသားသားပြောရရင်ဒီကနေ့ခေတ်မှာအစားအသောက်ဘေးကင်းရေးအတွက်ပြောင်းလဲချက်သိမ်းမရှိတော့ပါဘူး။တန်ရှင်မှုမရှိတဲ့လုပ်ငန်းတွေက သူတို့ကိုသူတို့ဂရုစိုက်ပြီးတော့သူများကိုမထိခိုက်စေဖို့မျှော်လင့်ပါတယ်။အဆက်ဟောပေါ်လို့ဒါမှမဟုတ်သမင်းကြော်လို့ပစ္စည်းတွေကိုမရောင်းပါနဲ့။ဟောပေါ်ကိုမင်းကိုယ်တိုင်မစားနိုင်ပေမဲ့သူများကိုရောင်းနေတယ်။ဒါကသူများကိုထိခိုက်စေပြီးတော့ကိုကိုကိုပါထိခိုက်စေတာမဟုတ်ဘူးလားလို့ဝေဖန်ပါတယ်။ဂျူအိုင်မာနာမည်ကြီးတောင်ရည်တန်ဆက်ယုံတစ်ခုမှအလုံးလုံးခဲ့ဘူးတဲ့ အတွင်းသူတဦးကဟောင်ကောင်နဲ့မကာအိုကို၆ဘက်နဲ့ရေးကတရုတ်ပြည်မကြီးမှာပြည်ရင်းသုံးဖို့၆ဘက်နဲ့ရေးထက်အရှိသေးပိုကောင်းတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါကဟောင်ကောင်နဲ့မကာအိုအတွက်အရှိသေးစံနှုန်းတွေကပိုမြင့်လာပြီးအနောက်နိုင်ငံတွေအတွက်စံနှုန်းတွေကပိုပြီးတော့တင်းကျပ်လို့ပါ။တရုတ်ကွန်မြူနတီပါတီရဲ့အုပ်ချုပ်မှုအောက်မှာတရုတ်ပြည်မကြီးကလူတွေကိုအငြင်းတဲ့ဒုတိယတန်းစားနိုင်ငံသားတွေအဖြစ်သတ်မှတ်ခံရပါတယ်။ခွဲခြမ်းစိတ်ဖြာသူတွေက ဒါဟာမှန်ကန်ပဲဆိုရင် Mishra Ice Cream ရဲ့တရုတ်ထုတ်ကုန်တွေမှာ Ecoli ညဉ့်ဉဏ်မှုဟာဟောင်ကောင်မှာတွေ့ရှိခဲ့တဲ့80ရာခိုင်နှုန်းညဉ့်ဉဏ်မှုအဆင့်ထက်ကျော်လွန်နိုင်တယ်လို့ယုံကြည်ပါတယ်။ Mishra Ice Cream ကတရုတ်နိုင်ငံမှာ အကြီးဆုံးလူပိဆိုင်ခွင့်စက်တီတွေအတစ်ခုဖြစ်ပါတယ်။ 1998ခုနှစ်မှာဂျုံချူနဲ့မှာစတင်တည်ထောင်ခဲ့ပြီးတော့2008ခုနှစ်မှာ franchise စနစ်နဲ့စတင်ခဲ့ပါတယ်။ဒီအမှတ်တံဆိပ်ကစားသုံးသူတွေကို အရေးအသွေးနဲ့ဈေးသက်သာတဲ့၂၁တတိယဖြော်ရည်တွေ၊လက်ဖက်ရည်ရေခဲမုန့်နဲ့ coffee တွေကိုနှစ်ရံကနေ၁၀ရံအထိဈေးနှုန်းပေးအပ်လာတယ်လို့ဆိုပါတယ်။ မကြသေးခင်နှစ်တွေအတွင်း Meshara Ice Cream ကလျင်မြန်စွာချဲ့ထွင်လာနိုင်ခဲ့ပြီးတော့2024ခုနှစ်မှာစုစုပေါင်းဆိုင်ပေါင်း4,600ကျော်ရှိလာခဲ့ပါတယ်။ဒီထဲမှာ4,100ကျော်က တရုတ်ပြည်မှာရင်းမှာရှိပြီးတော့4800ကျော်ကတော့ပြပဆိုင်နေဖြစ်ပါတယ်2018ခုနှစ်စက်တင်ဘာလမှာ Mishra Ice Cream ကသူရဲ့ပထမဆုံးပြပကဆိုင်ဖြစ်တဲ့ Mishra ကို Vienna မှာဖွင့်လှစ်ခဲ့ပါတယ် Mishra Ice Cream က2023ခုနှစ်ဒီဇင်ဘာလမှာဟောင်ကောင်ဈေးကွက်ထဲကိုဝင်ရောက်ခဲ့ပြီးတော့ Mongkok မှာပထမဆုံးဆိုင်ကိုဖွင့်လှစ်ခဲ့ပါတယ် 2025ခုနှစ်မန်ချက်တာသုံးရက်နေ့မှာ Mishra Ice Cream ကဟောင်ကောင် Store 8ချိန်မှာအများပြည်သူတို့စတင်ရောင်းချခဲ့ပြီးတော့ကံလန်းဈေးနှုန်းကဟောင်ကောင်ဒေါ်လာ200.5ဖြစ်ပါတယ်။ပထမဆုံးရောင်းဝယ်ရင်းနေ့မှာ Store ဈေးက40ရာခိုင်နှုန်းအထိထိုးတက်သွားခဲ့ပြီးတော့သူ့ရဲ့ဈေးကွက်တန်ဖိုးကဟောင်ကောင်ဒေါ်လာ100ဘီလီယံကျော်သွားခဲ့ပါတယ်။အခုအချိန်ထိ Store ဈေးကွက်ကဟောင်ကောင်ဒေါ်လာ406အထိမြင့်တက်ခဲ့ပြီးတော့ ဈေးကွက်တန်ဖိုးကဟောင်ကောင်ဒေါ်လာ150ဘီလီယံကျော်ရှိလာခဲ့ပါတယ်။ Mishra Ice Cream Company ကသူရဲ့လုပ်ငန်းမှာလျင်မြန်စွာထိုးထွက်မှုကိုတွေးကြံခန်းစားနေရပါတယ်။2014ခုနှစ်မှာ Mishra Ice Cream ကဖြော်ရည်9ဘီလီယံရောင်းချခဲ့ပြီးသူရဲ့လက်လီရောင်းချမှုက58.3ဘီလီယံရန်အထိရောင်းရှိခဲ့ပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲဒီအမှတ်တစိမ့်နဲ့ဆက်ဆက်နေတဲ့အစားအသောက်ဘေးကင်းရေးပြဿနာတွေနဲ့ပတ်သက်တဲ့စားသုံးသူတိုင်ကြားမှုတွေက လျင်မြန်စွာထိုးလာနေပါတယ်ဇွန်လ9ရက်နေ့မှာ blogger တူကဗီဒီယိုတစ်ခုတင်ခဲ့ပြီးတော့ Mishra Ice Cream ကသူတို့ရဲ့ဖျော်ရည်တွေအတွက်ပိုင်းနဲ့ယူတဲ့ရေကိုအသုံးပြုနေရလို့ဖော်ပြခဲ့ပါတယ် Wen San ဆိုတဲ့သူကတော့ဘာလို့ဒီဖျော်ရည်တောက်တိုင်းဝမ်းရှောနေရတာလဲအံ့ဩမိတယ်နောက်ဆုံးတော့အကြောင်းရင်းကိုတွေ့ပြီးဆိုပြီးတော့ Wenishan ကမှတ်ချက်ပေးခဲ့ပါတယ်နောက်တစ်ဦးကတော့ဂျာကတန်းစင်ထားတဲ့ရေအဖြစ်စစ်ထုတ်ထားတဲ့နယ်မလားလို့ပြောခဲ့ပါတယ် 2025ခုနှစ်မတ်လမှာဖူဘေးကမီဒီယာဌာနတခုကသတင်းထောက်တရဝိုင်ချုံမှာရှိတဲ့မရှာရာအိုင်စခရင်ဆိုင်မှာအစားအသောက်ဘေးကင်းရေးပြဿနာတွေကို ဖုံးကွယ်စုံစမ်းခဲ့ပြီးတော့ ဝန်ထမ်းတွေကအစီအမျက်တွေကိုမလိုက်တာပဲသူတို့ရဲ့ထိတ်တန်းဖြော်ရည်တွေမှာတက်တန်းလွန်တမယာနဲ့လိမ္မော်သည့်အချက်တွေကိုအသုံးပြုနေတာကိုဖော်ထုတ်ခဲ့ပါတယ်။ဆိုင်ထဲမှာတန်ရှင်းမှုအခြေအနေကဆိုရင်စရာဖြစ်ပြီးတော့ရှင်ကောင်လေးနဲ့အင်းဆက်တွေကလှလန့်စာပြန်ဝဲနေတာနှုံးဖြော်ရည်ခွက်အဖုံးတွေပေါ်မှာတောင်ပေါ်လာနေခဲ့ပါတယ်။ အလားတူဖြစ်ရတဲ့အရာအထိတ်ကာလမှာလည်းဖြစ်ပေါ်ခဲ့ပါတယ်။၂021ခုနှစ်မေလမှာမီဒီယာသတင်းတွေကဂျုံနဲ့ဝူဟန်မှာရှိတဲ့ Mitra Ice Cream Site ဆိုတာအစားအသောက်ဘေးကင်းရေးပြဿနာတွေပါဝင်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒီထဲမှာဖွင့်ထားတဲ့ပါဝင်ပစ္စည်းတွေရဲ့သက်တမ်းရက်စွဲကိုပြောင်းလဲတာနဲ့ကျန်ရှိနေတဲ့လက်ဖက်ရည်နဲ့နှုတ်ကိုဖြော်ရည်တွေအတွက်အသုံးပြုတာတွေပါဝင်ပါတယ်။၂022ခုနှစ်ဧပြီလမှာဝမ်ရှိဝိုင်းမှာရှိတဲ့ Michelin Ice Cream Site ဒီဇိုင်းက သက်တမ်းလွန်စိတ်ချထားတဲ့ coffee mug ကိုလုံးဝရေလုံးဖို့အသုံးပြုနေတာကို တွေ့ရှိခဲ့ပါတယ်။2022ခုနှစ်နိုဝင်ဘာလလယ်ကနေဒီဇင်ဘာလဆန်းအထိဂျန်ဆုမှာလန်ချင်မှာရှိတဲ့မရှာဆိုင်နဆိုင်က ။ပဝင်ပစ္စည်းတွေရဲ့တက်တန်းရဲ့ဆွဲတစိမ့်တွေကိုမကြာခဏပြောင်းလဲနေတာကို တွေ့ရှိခဲ့ပါတယ်။ Russia Ice Cream ဆိုင်တွေမှာပဝင်ပစ္စည်းပမာဏကိုချိန်ထားတဲ့ပြဿနာတွေလည်းရှိခဲ့ပါတယ်။ဆိုင်တွေကသူတို့ရဲ့ချက်ပြုတ်နည်းစည်ရင်းမှာဖော်ပြထားတဲ့ပဝင်ပစ္စည်းပမာဏကိုတင်းတင်းကြပ်ကြပ်မလိုက်နာခဲ့ပါဘူး။2023ခုနှစ်မေလမှာ Guangdong Shantou မှာနေတဲ့အမျိုးသမီးတစ်ဦးကသမားရဲ့ဖြော်ရည်ထဲမှာဘိုးကောင်တစ်ကောင်တွေ့ရှိခဲ့တယ်လို့တိုင်ကြားခဲ့ပါတယ်။ဒီတိုင်ကြားချက်ကဝိုင်ဘိုမှာပြန့်နှံ့သွားခဲ့ပါတယ်။2023ခုနှစ် ့စက်တင်ဘာလမှာခိုင်နန်ဂျုံဂျိုကစားသုံးသူတဦးကသူတို့ရဲ့မစ္စတာဖြိုရီထဲမှာပြင်သူတကောင်တွေ့ရှိခဲ့ရလို့သတင်းပို့ခဲ့ပါတယ်။2024ခုနှစ်မတ်လမှာစားသုံးသူတဦးကလူမှုကွန်ရက်ပေါ်မှာသူရဲ့မစ္စတာဖြိုရီထဲမှာအဆိုတဲ့ဆုပ်ယူအိတ်တစ်ခုတွေ့ရှိခဲ့ရလို့တင်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကသူရဲ့တငယ်ချင်းတဦးကကွန်ဂျိုကဘက်စတာမှတ်တိုင်မှာရှိတဲ့မစ္စတာဆိုင်ကနေတမယာလဖိဒပလင်းမှာယူခဲ့တဲ့အခါ ြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဗလင်းလင်းရအများစုကိုတောက်ပြီးတဲ့အခါစားတုံးသူကအထင်းမှာအစိုးတဲ့စုပ်ယူအိတ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဆိုင်ကိုဆက်သွဲတဲ့အခါတုံ့ပြန်မှုကဆိုင်ကနည်းနည်းအလုံများနေလို့အရာကိုဖယ်ရှားဖို့မေ့သွားတယ်လို့ဖြေခဲ့ပါတယ်။ဖောက်တဲ့ကိုပစံပြန်အမ်းဖို့ကန်လန့်ခဲ့ပါတယ်။ဆိုင်ကဝန်ထမ်းတွေကနောက်ပိုင်းမှာအဲ့ဒီဖြော်ရည်ကထုတ်လုပ်တဲ့အခါအစိုးတဲ့စုပ်ယူအိတ်နဲ့အတူပါလာတယ်လို့ရှင်းပြခဲ့ပါတယ်။၂၀၂၄ခုနှစ်ဇွန်လမှာဟိုင်နန်ကစားသုံးသူတအူးက သူရဲ့ဖြောင်းရည်တဲမှာရင်ကောင်းတကောင်တွေ့ရှိခဲ့တယ်လို့ပြောပြခဲ့ပါတယ်။2024ခုနှစ်အစောလ10ရက်နေ့မှာမရှာဝလန်တအူးကစိုင်းနေရစင်ခုံမှာခြေထောက်စည်းကျုံနေတဲ့ဗီဒီယိုတစ်ခုပြန့်နှံ့သွားခဲ့ပါတယ်။ဗီဒီယိုမှာအမျိုးသားတအူးကခဏနဲ့ခြေအိတ်ကိုဖယ်ပြီးတော့ဖြောင်းရည်ပြင်စင်ရင်းနဲ့ဆက်ဆက်နေတဲ့ပစ္စည်းတွေဘေးကစင်ခုံမှာခြေထောက်ကိုစည်းကျုံနေတာကိုပြသထားပါတယ်။မရှာအိုင်စခရင်ကဒီဗီဒီယိုတွေကပုံကိုဟာစိုင်းရှင်ဖြစ်တဲ့ဖခင်ဖြစ်ပြီးတော့စိုင်းမှာအလုံးလုံးနေတဲ့သူဖြစ်တယ်လို့ထုံးပြန်ခဲ့ပါတယ်။ သူကအလုံးလုံးနေရင်းနဲ့ခြေထောက်မှာမီးလောင်ဒဏ်ရာရခဲ့ပြီးတော့ဒဏ်ရာကိုကုသဖို့ရှေးအေးကိုအသုံးပြုခဲ့တာကဒီဖြစ်ရပ်ကိုဖြစ်ပေါ်စေခဲ့လို့ဆိုပါတယ်။ Mission Ice Cream ကရခိုင်ကလေကွင်းကနေဇပွဲအထိအပြေဝရေသွေးထိန်းချုပ်မှုစနစ်တစ်ခုတည်ဆောက်ထားရလို့ကြွေးကြော်ခဲ့ပေမဲ့ဒီအလွမ်းမိုးမှုတွေကလက်တွေ့မှာအားနည်းနေခဲ့ပါတယ်။ Blood Get တိုင်ကြားမှု platform မှာ Mission Ice Cream ရဲ့တိုင်ကြားမှုတွေကတစ်ချိန်က1250အထိရောက်ရှိခဲ့ပြီးတော့ အများစုကပတ်စံပြန်အန်းညှင်းဆို့မှုတွေအစားအသောက်အရည်သွေးပြဿနာတွေနဲ့ဝန်ဆောင်မှုညံပြင်းမှုတွေနဲ့ပတ်သက်နေပါတယ်။ပေကျင်းကထရယဝင်မီဒီယာဌာနတစ်ခုကမစ်ရှာရာအိုင်စခရီးရဲ့ဝင်ငွေရဲ့90%ရာခိုင်နှုန်းကျော်က franchise ဆိုင်တွေကိုကုန်ကျန်းပစ္စည်းတွေရောင်းချခြင်းကလာရည်လို့ထောက်ပြခဲ့ပါတယ်။ဆိုင်ရည်အတွက်များပြားလုံးတာကြောင့်ဒီလုပ်ငန်းပုံစံကဆိုင်အဆင့်မှာ ထုတ်ကုန်အရည်သွေးကိုထိရောက်စွာကြီးကြပ်မှုမရှိခြင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ အစားအသောက်ဘေးကင်းရေးပြဿနာတွေနဲ့ပတ်သက်တဲ့မကြာခဏသတင်းဖော်ပြမှုတွေရှိပေမဲ့အန်ဝစီယာကောင်းတာကစာကောင်းသူတွေရဲ့ကြည်ကြဲပြပြသဘိမ်းမောင်းမှုမဖြစ်ပေါ်ခဲ့ပါဘူး။အွန်လိုင်းသုံးသူတချို့ကဓာတ်ဝိရပစ္စည်းထည့်သွင်းမှုတွေကသာတကယ်အစားအသောက်ဘေးကင်းရေးပြဿနာကိုယုံကြည်ကြပြီးတော့တချို့ကတော့ပေါ့ပေါ့ပွားပွားပြောကြပါတယ်။ဒီလိုစီးပွားရေးကြဆင်းနေတဲ့အချိန်မှာ Mission Ice Cream Selection တန်နိုင်ဖို့မျှော်လင့်ပါတယ်လို့ပြောခဲ့ပါတယ်။ ဇွန်လ13ရက်နေ့မှာတရုတ်မီဒီယာပုဂ္ဂိုလ်ချန်ပူကဗီဒီယိုအစီအစဉ်တစ်ခုမှာမင်းတို့ကဘလုံလုံးပြီးကိုချမ်းမကြီးကိုထိခိုက်စေဖို့ပတ်စံသုံးပြီးတော့လုပ်ငန်းကိုခုခံကာကွယ်နိုင်ရတာလေလို့မိကွန်းထုတ်ခဲ့ပါတယ်။ဒီမှာဒီတစ်ချိန်မစ္စတာအိုင်စခရင်တကယ်ပဲပြဿနာကြီးတဲ့ကိုရောက်သွားပြီချင်တယ်။ရခိုင်ကတံမြာနဲ့လိန်မော်ဒီအချက်တွေကတညာလုံးထားထားပေမဲ့ဂျမကြီးအန်တရယ်မရှိဘူးလို့ဖော်ပြခဲ့တယ်။ဒါပေမဲ့ဒီတစ်ချိန်ဟောင်ကောင်မှာတော့ဖက်တီးရီးယားအများပြားတကယ်တွေ့ရှိခဲ့တယ်လို့ပြောခဲ့ပါတယ်။ မရှရာအိုင်စခရင်ရဲ့အစားအသောက်ဘေးကင်းစီမံခန့်ခွဲမှုမအောင်မြင်ခြင်းကစားသုံးသူတွေကိုဂျမားရဲ့အန်တီယာရီနဲ့ထိတွေ့စေခဲ့ပါတယ်။ဈေးဝင်စားစရာကောင်းတာကဒီလိုထင်ရှားတဲ့သက်သေတွေရှိပေမဲ့လူများစွာကဒီအမတ်တစိမ့်အတွက်စင်ကြယ်ပြင်းပြကြစေဖြစ်ပြီးတော့ဈေးနှုန်းသက်သာတာမလွဲမရှောင်တာတဲ့ချွေရင်ချက်တွေလို့ပြောနေကြပါတယ်။ Chase ကမရှရာအိုင်စခရင်ကတချိန်ကဈေးနှုန်းနဲ့စွမ်းဆောင်ရည်မြန်မာမှုကြောင့်လူသိများခဲ့ပြီးတော့ထုံးပေါ်တဲ့ဝန်ဆောင်မှုတွေမှာချွေရင်ချက်တွေကိုလက်ခံတဲ့ စ္စာရှိပြည်သက်တွေကိုရရှိခဲ့တယ်လို့ပြောပါရယ်။သူတို့ကအစိမ်းလုံးသက်သာတာကအဆင်ပြေစေတယ်လို့ယုံကြည်ခဲ့ပါရယ်။သူမကဒီတီးခံမှုဟာအစားအသောက်ဘေးကင်းရေးစံနှုန်းတွေကိုလစ်လျူရှုထားတဲ့သဘောထားကိုရှောင်ပြန်ဟန့်နေတယ်လို့အငင်းပွားခဲ့ပါရယ်။သူမကဈေးသက်သာတာကမဖြစ်မနေတရားများကြတယ်ဆိုတဲ့အယူဆဟာအရင်အနီးကဖန်တီးတဲ့စားသောက်မှုထောင်ချောက်တစ်ခုလို့ယုံကြည်ပါရယ်။ စိတ်သက်ချမ်းသာစေတဲ့ဈေးကွက်နေပြူဟာတွေမှာတက်စင်သူတို့ကဈေးနှုန်းသက်သာတာကို အရေသွေးနှိမ်မှုနဲ့ဆက်ဆက်ပြီးတော့ဈေးနှုန်းသက်သာတာကိုထုတ်ကုန်ရဲ့အဓိကရှင်ပြိုင်နိုင်စွမ်းအဖြစ်မြင့်တင်ပြီးတော့ လူတွေကိုအရေးအသွေးနဲ့ဘေးကင်းရေးလိုအခြေခံအချက်တွေကိုတဖြည်းဖြည်းလည်လူရှုလာစေပါတယ်။ဘလော့ဂါတဦးကမရှာဟာစားသုံးသူတွေအကြားလူကြိုက်များရတဲ့အကြောင်းရင်းကိုခွဲခြမ်းစိတ်ဖြာခဲ့ရမှာဒစိတဲ့ပိုင်းကသူရဲ့ထီရောက်တဲ့ကြော်ညာနဲ့လူတိုင်းလိုလိုဒီလိုအနေငယ်ကိုညှိဆိုနိုင်တဲ့ဆွဲဆောင်မှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ နောက်တစ်ခုကတော့ Mr. Ice Cream ရဲ့ဖျော်ရည်တချို့ဟာစူပါမားကတ်တွေမှာရှိနိုင်တဲ့ဖျော်ရည်တွေထက်တောင်ဈေးသက်သာတာပေါ့ဈာတောင်းသူတွေကဝယ်ယူခြင်းနဲ့အခါဝယ်ဖို့တုံ့ဆိုင်မနေကြပါဘူး Major Ice Cream ကအလွန်ကုန်ကျစရိတ်သက်သာတဲ့အစွမ်းဆောင်ရည်နဲ့မိမိကိုယ်ကိုဈေးကွက်မြင့်တင်ထားပြီးတော့ဈေးသက်သာတဲ့ဖျော်ရည်တွေကိုအာရုံစိုက်ထားပါတယ်ရေခဲတံများဖျော်ရည်ကသူတို့ရဲ့အကောင်းဆုံးရောင်းအားရှိတဲ့ထုတ်ကုန်တစ်ခုဖြစ်ပါတယ် 2024ခုနှစ်ပထမ6လအတွင်း Mission Ice Cream ကတရုတ်နိုင်ငံမှာရေခဲသံများရေကို1.7ဘီလီယံခွက်ခန့်ရောင်းချခဲ့ပါတယ်2021ခုနှစ်နွေရာသီမှာ Mission Ice Cream က You love me I love you Mission Ice Cream is sweet ဆိုတဲ့ဆွေးဆောင်မှုရှိတဲ့ jingle ကိုမိတ်ဆက်ခဲ့ပြီးတော့ ဒါဟာလူငယ်တွေအပေါ်သိတာထင်ရှားတဲ့တယောက်မှုရှိခဲ့ပါတယ်။ဒီနိုင်ငံရဲ့လူမှုရေးပြဿနာဆိုင်ရာကျွမ်းကျင်သူယူရန်ကမစ်ရှာဟာမကြာခဏတိုင်ကြားမှုတွေရှိပေမဲ့ဆက်လက်ချက်ထွေရတဲ့အကြောင်းရင်းကဇေနုံတတရဲ့အဆောင်သုံးမှုကိုဖြည့်ဆည်းပေးနိုင်ပြီးမကြာသေးခင်ကစီးပွားရေးကြဆင်းမှုနဲ့အဆောင်သုံးမှုပုံစံတွေအစစ်နိုင်လာတဲ့လမ်းကြောင်းနဲ့ကန့်ညီတာကြောင့်လို့ယုံကြည်ပါတယ်။ယူရန်ကမစ်ရှာအိုင်စခရင်ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ဆက်လက်ဖြစ်ပေါ်နေတဲ့အနှုတ်လက္ခဏာဖြစ်ရွက်တွေဟာ ကုမ္ပဏီရဲ့ corporate ယဉ်ကျေးမှုအတွင်းပိုလန်ဆိုင်တဲ့ပြဿနာတွေကိုရောင်ပြန်ဟန့်နေတယ်လို့လည်းယုံကြည်နေပါတယ်။ ရိုးရအရာကမ္ဘာတဝမ်းမှာရှိတဲ့လုပ်ငန်းကျင်းဝတ်တွေကရိုးသားမှုကိုအလေးချပါတယ်။ဒါပေမဲ့တရုတ်ကွန်မြူနတီပါတီရဲ့အုပ်ချုပ်မှုအောက်မှာဒီရိုးရကြလေးကပြောင်းဆုံးသွားခဲ့ပါတယ်။ထိတ်တန်းစီမံခန့်ခွဲမှုအားဆားလို့ဝန်ထမ်းတွေအထိတမာရီရှိမှုကင်းနေပြီးတော့ရေတိုအချို့အမြတ်ကိုအာရုံဆိုင်နေကြပါတယ်။ဒီစိတ်ထားကအစိုးရနဲ့စမှုလုပ်ငန်းတွေအပါအဝင်လူ့အဖွဲ့အစည်းရဲ့အဆင့်အလုံးတွေကိုပြန့်နှံ့သွားခဲ့ပါတယ်။ ရန်လက်နေတဲ့တချို့လူတွေဟာမစ္စရာရဲ့အစားအသောက်ဘေးကင်းရေးပြဿနာတွေကိုအံ့ဩမှုမရှိဘဲအလေးနက်မထားကြတော့ပါဘူး။ဒါဟာလူ့အဖွဲ့အစည်းရဲ့ကိုယ်ချင်းတရားအစစ်ကြာစင်မှုကိုပြသပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။